ဟာဦးဇံဘိုးကြီးကခင်ဗျာတနာယူကြီးပါ냐ဆိုတော့ဒါလည်းပေးတဲ့ကြီးတာပဲလေသဘောပြောပြတာပါသဘောပါဟာဦးဇံဘိုးကအဲမရအရန်ကြောက်ရတယ်ဗျာမရခိုင်းတယ်လို့ရတယ်ဗျာအဲ့လူကမရရောက်ကြီးပါဗျာလို့ဒီလိုနဲ့ပြောရင်ဥပမာပြောပြတာပါဒီလိုပြောရင်ကြီးရတာပဲလေသဘောကတော့မင်းမိတ်မသေးတာမင်းကြောင့်ဘာဖြစ်လို့မင်းအပြစ်မကင်းဘူးဘာဖြစ်လို့မင်းတို့နဲ့မှာကိုပေါ်ကိုပေါ်လေးရမတော်ပါဘူးဆိုမင်းစွတ်လေဟေ့ကော ။ဘာ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 မတော်လို့ဆိုလဲ။မင်းမင်းမ65နှစ်တာမှအညော်တက်ပြီးသေးတာ။မဲရီတကယ်မင်းမဆုံးတော့ဗနနစ်ရှိအာရှင်းနေကြောကိုနေတယ်မှာပေါ့ကွာကိုနေတယ်ရောက်ပြီဟုတ်ဩမင်းမဆုံးတော့ပြန်မရွေးနိုင်ဘူးမို့နော်အဲ့ဒါအတိုးတက်တယ်ကွာ तू ကဘာလို့ဆိုတော့အခုငွေကြီးမင်းရယ် လူရှင်တော်ဆိုတဲ့အတိုင်းပဲနော်မပေါက်ကြရင်လည်းပြောတဲ့ကောင်မင်းမင်းမင်းငါမပြောချင်လို့ကြည့်နေမင်းမိမသေးတာမင်းကြောင့်ဘာဖြစ်လို့လဲမင်းအပြည့်မกินဘာဖြစ်လို့လဲမိတွန်းနဲ့မှာကိုမကိုပေါ်လေးရမတော်ပါဘူးဆိုမင်းစွတ်လေဟေးကောင်ဘာ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 မတော်လို့စွတ်လဲမင်းကြက်မွေးမင်းမြိုင်တယ်အညောကမထွက်ဖက်နဲ့အောင်းနေတာဟင်းမင်းမိမ65နှစ်ကြာမှာအညောတက်ပြီးသေးတာမင်းရတကယ်မင်းဟို အညောအောက်နေတာအနည်း30ကျော်ပါတယ်နောက်ထပ်မြန်အိမ်တော်ပြုတ်ကိုစိတ်ကူးသေးလားအာဟိုရဲ့ဆန္ဒမရှိတော့ပါဘူးဆန္ဒမရှိတော့ဘူးမလုံးနဲ့နော်တပင်လဲတပင်ထူးတဲ့နော်တကယ်လို့မြန်မိမ့်မှန်ယူအောင်မယ်ဆိုရင်တော့မင်းမင်းမသိလို့မင်းအဲ့ဒါကြတော့ငါငါတော့မသိဘူးအေးမင်းပြောမိမ့်မှန်ဆိုတော့ပေါင်းတိုက်တဲ့မိမ့်မှန်ရှိတယ်မပေါင်းတိုက်တဲ့မိမ့်မှန်ရှိတယ်ဩပေါင်းတိုက်တဲ့မိမ့်မှန်မပေါင်းတိုက်တဲ့မိမ့်မှန်တွေကိုမင်းက ပေါ်ပြောပြမယ်မင်းသေးချာမှတ်တာလက်ချိုးကြီးပေါင်းတိုက်တဲ့မိမကိုရင်ပြောကွာမာတာပဂီနီတိခိဒါတိဒါပေါင်းတိုက်တာအဲအဲ့မိမမျိုးယူရမှာဟုတ်လားတော်လေးဝမပေါင်းတိုက်တဲ့မိမကျတော့ငါမသိရောအဲမပေါင်းတိုက်တဲ့မိမငါယူပြမယ်မင်းလက်ချိုးတာနာထိုင်ဖုန်မိန်တွန်းလေငယ်ရန်လေရန်ရှိစေပွေမြမိရန်သွဲနှခမ်းသွဲသွားခေါ်တကားပြောယူနောက်နောက်တဖူးမောက်ပေယုံချ သူ့ရဲ့မော်ဟိုက်စုဘိုက်ဘူစီပေါင်းမင်းကြောင့်ကဘူးဆိုသူ့ပြက်ကပြင်ကျင်မမြင်ခွေအစားကြံခါတန်းရင်ပြတင်ကားပေါင်းတိုင်းရှောင်းပိန်ဒူးကြီးနှူးနေကဘလူးစီလိုအိမ်မဖြစ်စိတ်ညစ်စရာဘေးတမျိုးတရင်တော့ထခဲ့ကွာတဲ့တဲ့သုံးပဲပြီးတော့မုန်းနေပြောလိုက်မက်လေးအဲ့လောက်အများကြီးကဘလူးလိုက်မက်မလဲခေါင်းရဲ့ယူစရာမရှိတော့ဘူးလားအာမရမှာဟုတ်တော့ရလည်းမယူလည်းမယူတော့ပါဘူးကွာဒီတဲ့ဒီရွယ်ကြမှာပဲအေးပေါ့ကွာအေးဘာလို့ရော ဘာလို့တော့ကိုယ့်အတက်ကိုယ်အရွယ်နဲ့ဘာဝနာလုပ်အောင်မဲ့အရွယ်ရောက်လာပြီလေဟုတ်တယ်လေဝိပဿနာလုပ်အောင်တော့မတရားချာကိုယ်မှတွေ့ပဲဖြစ်ပြဖြစ်ပြပေါ့အေးပေါ့ဖြစ်ပြရှုရမှာကောင်မလေးတွေဟိုလာရင်ကိုကဩသူလည်းဖြစ်ပြပဲအဇတ်တပင်ဟိုဇတ်လုပ်ဆိုတာလေခုနကလို့မှတ်သားဖို့လိုတာပေါ့နော်ဒါပေါ့ဘုသူတံဖြစ်မဲ့ဟာကိုမှတ်သားမှာအဲ့တော့ကလေးတွေအဲ့လိုမျိုးဟိုမမှတ်သားကျင်လား ဟိုခက်ခဲတယ်တို့တို့မလို့မမှတ်ကျင်တာပေါ့လေနော်ရလုံးကလွယ်တာပဲလေအာဦးဆောင်ဘုန်းကြီးဗျာအာဦးဆောင်ဘုန်းခင်ဗျာလေမြလုံးကလည်းဟိုဂျိုင်းနဲ့ကြံနေတယ်နားလည်းမကြောက်ဘူးဗျာခင်ဗျာဖုန်းကကြောင်သေးတယ်ဟဲ့လားဦးဆောင်ဘုန်းကြီးကခင်ဗျာတဏှာယူပါ냐ဆိုတော့တိုင်းပေးတဲ့ကြီးတာပဲလေသဘောပြောပြတာပါသဘောပါအာဦးဆောင်ဘုန်းကအဲမရအရန်ကြောက်ရတယ်ဗျာမရခိုင်းတယ်လို့ရတယ်ဗျာအဲ့လူကမရကြောက်ကြီးပါဗျာလို့ဒီလိုနဲ့ပြောရင်ဥပမာပြောပြတာပါ ဒီလိုပြောရရည်ရတာပဲလေတဘောကတော့ငါမမမိမကြောက်တာလေလူသိတော့မလုပ်ပါနဲ့ကွာဘောပါဘောဘူးငါပြောတာဒီလိုကဥပမာပြောပြတာအာကိုစားမိုးကြီးကွာအကျင့်လည်းမကောင်းဘူးအာဒီလူကြီးကအကျင့်တော်တန်တဲ့လူကြီးအာတော်တော်မပေါက်တတ်တဲ့ပုံကိုကြီးလို့ဒီလိုပြောမပြောရင်လေရည်တာပဲလို့ဟုတ်တယ်ငါပြောတာအမေမေတို့ပြောတာဒါလေးတွေကဒါငါတို့မှတ်တမ်းဖြစ်သွားတာပေါ့နော်တို့ဖြည့်လူရှင်တော်ကြီးတွေက ဒီလိုဆိုခဲ့ပါတယ်အဒီလိုဒီဥဆံမိုးတို့ထိမ့်သိမ့်ထားပါသေးတယ်ဆိုတာလေးတို့ဒီနောင်လာနောင်သားလေးတွေသိစေချင်တာပါအေးဘောအချိန်ကလေးတွေမျိုးဆက်တဲ့ကလေးတွေသဘောကအိုးတော့မတ်သားဆိုသူတို့လည်းမတ်စေချင်တာမှန်တာပေါ့နော်တော်တော်တန်တန်လေးနဲ့လုံစားလို့ရတာလေးနဲ့လုံနေလို့တော့လူတိုင်းတွေကပဲဖြစ်နေမှာဘောဟာလာငါပြောတာအော်ကိုသားသမီးတွေကစပြီးတော့အဲ့လိုပါလေးတွေ တိကျခနာတာလေးတွေဖြစ်စီခြင်းလေဒါကြောင့်ဟိုတို့ကဥဆံမိုးကြီးတို့ဥပေါ်လေးတို့နော်ဟိုတက်ရှိထင်ရှားရှိရှိစီအခါမှာအဲ့လိုခုနပြောသလိုပြက်လုံးအခြေခံလေးတွေလူကျွန်တော်ဟိုနေစာသားစာလေးတွေဒါမျိုးလေးတွေကိုငါတို့ကတမိုင်းကြံအောင်နော်ခလေးတွေမှတ်လို့ရအောင်လို့ဒါတို့ကပြောပြတာပါနော်မှတ်ခြင်းနဲ့လူယူခြင်းနဲ့လူ ယူကြမယူရင်တော့မတက်နိုင်ဘူးဟုတ်လားအေးပေါ့အတုစေတနာပဲပေါ့နော်ဘလောက်ကြီးငါငယ်ငယ်လေးကွာငါတို့အနုပညာသတိပါတာခလေးပေါ်ရတဲ့ဟာအခုဆိုရင်အနှစ်60ကျော်ပြီပေါ့ကွာဟုတ်တို့ဆရာဦးလက်ရှင်လယ်သမားစာဆိုတာဟုတ်တယ်ဟုတ်တယ်အနည်း60ကျော်သွားပြီဗျငါကလေးတည်းရဆိုတော့ငါအသက်ပဲကို86ဆိုတော့အနည်း60ကျော်သွားအဲ့ဒီကူက တရားကိုငါတို့ကယဉ်နီးတာမဟုတ်ဘူးကွာတို့ကတို့တို့တို့ရှာခဲ့တဲ့ဘဝမှာစာရဘုတ်ရဘုတ်ကမလွယ်ဘူးတချင်းဒီလောက်မဟုတ်ဘူးတို့ကပြက်လုံးနဲ့စာရဘုတ်ကတကယ်ကိုခြေကြိုကြည်ကြမှာဆရာကြီးတွေရှိပါတို့ကနီးနာခံပြီးတော့အဲ့ရတာလေဟာလေးကအခုအချိန်ကြီးမပြောက်ဘူးဟုတ်ကဲ့ရင်းနေဆွဲနေရောမှတ်ထားတာအခုကကလေးတွေကမဆွဲတော့ဘူးလीမဟုတ် စာဘုတ်ကအကျင့်နာတဲ့စာသူကဟိုတဲ့မပြောက်တော့ဘူးလေမမရပြောလို့ရအောင်မယ်ငါအသက်20တနှစ်မှလူစုံတော်တင်တော့သူ့ရွာကလေးတွေနဲ့ပေါ့ကွာအိမ်မှာကကြတော့ခဏုံတူစိတ်ကြီးမှတစုံတိုင်းသုံးညကရတော့သုံးညကတော့လူစုံတော်ကြီးဥေဝမ်းဆိုတာဟုတ်ကဲ့သူ့ဟိုတော့ဒီမှာအငိမ့်ထောင်းလာတာအဲဥေဝမ်းကနေပြီးတော့သူက တို့ဆက်သွယ်ပေးပြီးတော့ဟိုလွန်ကတော့ဟိုရဲအဖိုးကြီးတယောက်ကအသားပြူနေသူ့တယောက်ဘိန်းသားလေးလို့ပဲသိလားသူကလာပြီးဧကန်နေတယ်လူလေးတို့စားကြတော့ဒါပေမဲ့လူတိုင်းချင်းပြောကြလာပြီးဧကန်နေတော့ငါပြေတော့တို့မလတ်တော်မပြန်လေဟိုငနေကြီးကညွတ်နေပြီပေါ့လေမသိဘူးတွေကညလည်းကြာတော့ကကန်နေကြတော့ အဲ့ဒီကြမှာဆိုတိုက်ပုံတော်တွေဝင်လာတာဟုတ်ခုနအေးဝင်းစားလေးလူတူတယ်ဆိုတော့ဆရာကြီးကအဲဝိဝံကလားကြီးခေါ်တာဟုတ်ရအောင်ကလားကြီးတို့ကလေးတွေကလို့ကောင်းအောင်သူရှေ့အရင်ဆုံးထွက်ပြောပြီးလည်းပြန်လူတွေပွမ်းမထွက်ခဲ့သူတို့နေအောင်ထွက်ပြောတော့သူကညာဘက်ကထွက်သွားတယ်။ဥယျဝန်ဘယ်ဘက်ကထွက်သွားတယ်။အဲ့ကြမှာရှေ့လည်းကြောင်ကဲမေးတဲ့တော့ ကလေးတွေကတော့ပညာသင်လေးတွေပဲအဲ့တော့အပြစ်တင်နေရာရှိရင်ကျေပြောင်တဲ့ A1 နဲ့အပြစ်တင်တော့သူတော့ဘူးကျေပြောင်မှမသိဘူးလေငါအဲ့ကြမှာခြေမကင်မိလက်မကင်မိပြပြီးတော့ဝင်ဝင်းလာလဲဝင်းလာပေါက်သိမ့်ပေါက်ကတော့တော့ဟိုလေဆရာကျွန်တော်လဲဟိုပညာပေးပါဦးကျေပြောင်မှအရင်အဲ့မှသိတာဟိုသူတော့သူဘာပြောလဲဆိုတော့ မင်းလူစလုံးပညာကိုတကယ်လိုချင်သူများအတင်းကိုလင်းလင်းပတ်ပတ်ပြောတတ်ရလားသူများအတင်းလဲလဲပပပြောတတ်မှလူလူပြေကောင်းဖြစ်မှာလေသူသူပြောတဲ့အတိတ်ပဲပါတယ်ဟုတ်မင်းတို့ကတော့အခုဇက်ကာနေတာတို့ပြင်လို့ပြင်လို့သူများအတင်းနေအများကြီးနေဟုတ်တာပေါ့အဲ့လိုဟာဒီပပနနပေါပြောတတ်ဖို့လိုတယ်ဆိုတော့သူက အာတကယ်တော်တဲ့ပုံကူကြီးပါကဝင်းတာတယ်ဝင်းတာတယ်တကယ်ကြီးဟာဟိုမင်းလာတဲ့အတွက်လေးငါလဲဟိုမကြမကြလဲငါ့ကြီးလာပါလာတဲ့အခါမှာမင်းနဲ့ငါလဲအဲ့လိုရှေးပြစ်နောက်ဟောင်းလေးတွေဆွေးနွေးနေတဲ့တို့တို့လီလာခဲ့တဲ့နော်စာရီဇတ်စာရီဇတ်ထာရီဇတ်ပြက်လုံးတွေဆရာကြီးကြီးကရထားတာလေးတွေကိုငါတို့ကဟိုကလေးတွေမှတ်မိအောင်အဲ့လိုလေးပြန်လာပြောနိုင်အောင်မကြမကြတော့ငါ့ကြီးလာကြွားရောနော်ဟိုသမီးတို့ပါယူလာကြလေ လာရင်တော့မင်းသမင်းလေးကိုလေးကျွေးဖို့အစင်းစင်းလုပ်အာမင်းကလည်းအလကားလေးလှူးနေတာကွာကဲအဲ့တော့ပေးသားများခင်ဗျာကျွန်တော်တို့ဥပေါ်လေးနဲ့ဥဆံမိုးဘာလို့ဆိုတော့ဟိုမမီတာလေးတွေမတ်စုလေးတွေပေါ့အကြီးစရာလေးတွေနောင်လာမယ့်အပတ်စဉ်အပတ်စဉ်တွေမှာလဲကလေးတွေအတွက်ကောမျိုးဆက်တဲ့လူရှင်တော်လေးတွေအတွက်ကောပေးသားအတွက်ကောရည်စရာလေးတွေမှတ်သားစရာလေးတွေကို ဆက်လက်ပြောပါမယ်ဒီဒီပတ်တော့ကျွန်တော်တို့ခွေးပြပါဦးခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်